အလိုပဲမိလာပါဒီနေ့ရောက်ဝေးပေးခြင်းနဲ့ခလုတ်မတူညီတဲ့ခလုတ်၃မျိုးပါနော်ဒီဟာ၃မျိုးအပြင်ဘက်ကနေဒီတိုင်းကြည့်ရင်တော့ဒီဘေးနှစ်ခုကတူတလူလူနဲ့တစိတ်အတူတူပဲဒါနဲ့ဟိုအတွင်းတင်ဆက်ပုံကမတူဘူးပေါ့နော်အဲဒါကြောင့် တခုချင်းစီကိုဒီနေ့ညဝေပြီးတော့တချို့ဟိုဖြည့်ရှင်းလွတ်လွယ်အောင်ပေါ့နော်ကိုယ်အိမ်မှာဖြည့်ရှင်းလွတ်လွယ်အောင်ဒါတပ်ပြမှာဖြစ်တယ်ဒီဟာဆိုရင် SK တစိပ်ပေါ့နော်ဒီဟာဆိုရင်ကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းလေးပါနော်ဒီခလုတ်တစ်ခုဟိုအရင်တော့ သတိကိုင်းဒီဒီတိုင်းကြည့်တော့သတိကိုင်းပုံစံပေါ့နော်ဒါပေမဲ့ဒီဒီမှာကျွန်တော်ဆိုတော့ဟိုဝမ်ကိုင်းတူရှော့ကတ်ပေါ့နော်ဝမ်ကိုင်းတူဆော့ကတ်ကိုတော့ဒီဒီပုံစံနဲ့တူလာတယ်ဒါလောင်ထားတဲ့အလုံးပေါ့နော်အဲ့ဒါဒီဟာကကျွန်တော်တို့ဘယ်လိုချိန်ဆက်မလဲဆိုတော့ဒီဒီဖက်ချမ်းမှာဟိုဒီမှာဒီစာလို့တွေ့ရတယ်နော် COM လေးနော် come နောက်ဒီဟာကို main ပေးရမယ်ဟောပတ်ပေးရမှာပေါ့နော် sorry ကျွန်တော်မှားသွားလို့ဒီဟာနေဒီနေရာကိုပတ်ပေးရမှာဒီမှာ L လေးလို့ရေးထားတယ်နော်ဒီမှာ L လေးရေးထားဒီနခုကိုပတ်မယ်ဒီဟာတော့ new try ကိုတွောင်းမှာပေါ့နော်အဲ့ဒါကိုကျွန်တော်လုတ်ပြောင်းနော် အရင်အောင်ဆုံးပိုက်ရမယ်ဟာကိုအရင်အောင်ဆုံးထည့်မယ်နော်ဒါတော့ကျွန်တော်တို့ line ကိုပေးတာပါနော် fit ကို ဒီလိုကျွန်တော်လူမျိုးကျူးဟောပြီးတော့ဟိုမထည့်ချင်တဲ့သူရှင်လည်းရတယ်ပြဿနာမရှိဘူးဒီလိုပါနော်ဒီလိုမထည့်ချင်မှုဆိုရင်ဟိုကျွန်တော်အကြံပြုချင်တဲ့ဟာကတကယ်လို့ဒီဟာထည့်မယ်ဆိုရင်ဒီမှာ neutral ကျွန်တော်တို့ထည့်တော့မယ်ဆိုရင်နှစ်ချောင်းစလုံး ဒီလိုတော့မထည့်သင့်ဘူးပေါ့နော်ဂျာ neutral အခုကျွန်တော် fit ကိုခွာထားပြီးပြီဖြစ်တဲ့အတွက် neutral ကို မခွာဘဲနဲ့ထည့်ဖို့ကျွန်တော်အကြံပေးချင်တယ်ဒါ fit ကိုကျွန်တော်ကခွာပြီးတော့ဒီလိုနှောင်းကိုဒီလိုပူပလိုက်ပြီအဲ့ဆိုရင် neutral ကိုကျွန်တော်တို့ဘယ်လိုထည့်မလဲဆိုတော့ neutral ကျိုးကို neutral ကိုကျွန်တော်တို့ဟိုကြိုက်တဲ့ဖက်ကနေဝင်လို့ရတယ်เนาะဒီမှာဒီခလုတ်ကဒီအပေါက်ကလောင်နေတဲ့ဖြစ်တဲ့အတွက်ဟိုဖက်ကလာတဲ့ neutral ဂျူးနဲ့ခုနဒီ neutral လေးကို join ရမှာခုနပေါင်းပေးတဲ့ဂျူးလေးပါเนาะ လာရကဘယ်ရောက်နေဒီလိုလေးပဲဒီမှာပုံနဲ့တိချပြန်ပြောင်းเนาะဆိုတော့ဒီလိုသွားပြီဆိုရင်ဒီဒီလိုပဲပတ်ပတ်เนาะအတူရနေတယ်ဒီလိုပဲထဲ့ထဲ့ပြဿနာမရှိဘူးเนาะအဲဒီလိုလေးပဲထားရအောင်ဆိုတော့ neutral neutral က ျူးအမဲချောင်းဟိုအတိများတာအမဲချောင်းမီးမရှိတဲ့ကျူးကဒီပုံစံနဲ့သွားလို့ရပြီဒါဆိုတော့ဟိုဒီဒီဟာခွာထားဒီ line main ကိုခွာထားပြီဖြစ်တဲ့အတွက်နော် fit to ခွာထားတာဖြစ်တဲ့အတွက်ဒီဖက်ကိုမခွာဘူးနှစ်ချောင်းစလုံးခွာတယ်ဆိုရင်တခါကျရင်အင်မြောင်တွေကဟိုဘယ်အပဝါနဲ့ဝင်မှမသိအဲ့မှာသွားပြီးတော့သူတို့သွားတည်နေတဲ့အချိန်ကျဒီဟာ short ဖြစ်ဖို့လွယ်တာပေါ့နော်

သားပဲเนาะဒါ line main ဝင်နေဒီပုံစံကြီးနဲ့တော့မှာအဲဆိုရင်တခုဆိုရင်ခလုတ်ပိတ်ထားတယ်ခလုတ်ဖွင့်ပြီဆိုရင်သူကပထမမီးကဒီမှာရှိနေတယ်ခလုတ်ဖွင့်တာနဲ့ဒီလိုမီးရောက်ပြီးတော့ဒီကနေဒီနှစ်ခုကိုသွန်လာပေါင်းပေးတယ်အဲဆိုရင် fit ပိုင်းမှာပြီးသွားပြီ neutral ကတော့ဟိုကနေတိုက်ရိုက်သူကဒီခလုတ်ထဲကိုသူကတန်းဝင်တယ်ဆိုတော့ ဒီခလုတ် SK ဘောเนาะဒီလိုမျိုးခလုတ်မှာကပုံစံကဒီပုံစံနဲ့တက်ပြရမှာဖြစ်ပါတယ်။နောက်ဒီဟာပထမဘောเนาะဒီပထမကိုကျွန်တော်ဒီ fit ကျူလေးနဲ့ neutral ကိုပြန်ဖြုတ်မယ်။ဒါနောက်တစ်ချောင်းမှာပြန်သုံးဖို့ပါเนาะ။ ဒါဒီဟာတော့ပြီးသွားပြီเนาะဒီကောင်တော့ပြီးသွားပြီဆိုတော့ဒီပုံစံခုနဒီအပြင်ဘက်ကနေဒီတိုင်းကြည့်မယ်ဆိုတော့တပုံစံနဲ့ပဲဒါပေမဲ့ဒီမှာမီးလေးပါတယ်เนาะဒီမှာမီးမပါဘူးเนาะအဲ့ဒါကဒီပုံစံနဲ့လာတာတူလဲဒီဟာကပူရှင်းတာเนาะခုနလူပဲကျွန်တော်တို့အပေါ်က fit ju ဝင်လိုက်ပြီဒီမှာ fit ju မှာဒီပုံစံနဲ့ပဲဒီခလုတ်မှာကြတော့ဒီဒီနေရာမှာအမှတ်သားလေးနော်ဒီအဲအဲဒီမှာပေါ်ပြီနော်ဒီအမှတ်သားနဲ့ဒီဖက်က L ကိုထည့်ပြရမှာပေါင်းပြရမှာပေါ့နော် မြူထွက်ကျိုးတို့ကတော့ဒီဟာနဲ့ပဲကိစ္စပြီးသွားပြီเนาะဒီလိုမျိုးလောက်မှာဒါကတော့ရှင်းနေတာပဲเนาะတို့လိုပဲဒီခလုတ်ဖွင့်မှဒီမှာမြင်းရှိတယ်ခလုတ်ဖွင့်မှဒီမှာကူးပြီးတော့ဒီဟောင်တန်းရောက်တယ်အဲဆိုရင်ဒီခလုတ်ထမ်းမှာကဖီရောက်ပြီး as a neutral ကဟိုကနေတန်းလာပြီးသားဆိုတော့ဒီကိစ္စတော့เนาะရှင်းသွားပြီเนาะအဲဒီဟာတော့ရပြီဆိုတော့နောက်တစ်ခုထပ်ပြမယ်ဒီခလုတ်ကเนาะဟိုအခုအစ်စ်ထွက်သေးလားတော့မသိဘူးတော်တော်ကြာပြီဒီခလုတ် ဒီဟာဆိုရင်ကျွန်တော်တို့ဟိုအိမ်မှာတောင်းတာဆိုရင်ဒီကောင်ဆိုရင်အနည်းဆုံး72နှစ်လောက်တော့ရှိပြီ။နောက်အခုဟိုသူကအနောက်ကိုဒီလိုမျိုးနဲ့တူလာတယ်။ကောင်းကောင်းမြင်ရလားမသိဘူးနော်။သူကဒီပုံစံနဲ့လာမယ်။ဒါတော့ဟိုတကယ်လို့လမ်းမှာဟို PC သွားဝယ်လို့ဒေဟောင်းနဲ့ကြုံခဲ့ပေါ့တော့မတက်တက်တဲ့မတက်တက်တဲ့သူအတွက်တော့ အဆင်ပြေလိုက်မယ်ဒီလိုမျိုးခလုတ်ပေါ့နော်ဒီလိုမျိုးခလုတ်အခုကရှားမယ်ဒါပေမဲ့ကြုံခဲ့ပေါ့နော်ဖြေရှင်းလို့ရအောင်ကိုယ့်အိမ်မှာဖြေရှင်းလို့ရအောင်ဆိုပြီးတော့ဒီနေ့မှာကျွန်တော်မျှဝေပေးခြင်းနဲ့အရာလေးပေါ့နော်ဒီဟာကကျွန်တော်တို့ရှင်းပါတယ်ဒီအောက်ဆုံးမှာကဒီဟာတော့စာရီမပေါ်တော့တဲ့အတွက်တိရဖို့ကကျွန်တော်တို့ဒီနှစ်ချောင်းအရင်ဆုံးကျွန်တော် connection ကို ကိုးပေးမနော်ကနရှင်သွားမယ်ဆိုရင်သွားတော့သူ့ရဲ့ပုံစံကနည်းနည်းတော့ရှုပ်ထွေးတာပေါ့နော် ော့ဘယ်လိုလာတလဲဆိုတော့ကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာသူ connection join ပေးရမှာပေါ့အထဲမှာလူပြင်းကြီးကူရမှာအများကြီးရှိတယ်ဒီအချောင်းတော့ဒီဒီဒီကြံခဲ့တဲ့အချောင်းလေကသူကဒီထဲမှာဝင်ပြီးတော့အဲအဲ့ဒါခဏနေမှာရှင်းရမှာနော် sorry ကျွန်တော်ငှားသွားရယ်နော်ဒီဟာကဖြစ်တတ်ပါတယ်အဲ့ဒါနော် ီလိုဒီဘက်ကဒီလိုလေးရှိမယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကပြုတ်တောင်ပြုတ်ထွက်သွားဒီလိုလေးလာမယ်နော်ဒီလိုလေးလာမယ်တော့ဒီအောက်ဘက်ကနေအထွက်လေးရှိတယ်အဲ့အထွက်ကနေကျွန်တော်တို့ဂျန်တဲ့ဟိုအပေါက်တွေမှာ join ပေးရမှာထွက်ပြီး ဒီနှစ်ခုကိုနော်တန်းပေါင်းလေးရတယ်ဒါပေမဲ့နည်းနည်းဟိုတချို့ဟိုတင်ဂီတအနေနဲ့ဟိုလောက်ရမယ့်အလုတ်ကတချို့ကဟိုမှားတယ်မှန်တယ်ပြောမှဆုလို့ပါနော် line ကိုတီးတက်လေးနဲ့ကျွန်တော်တက်ပြမယ်แกดิโลตอนเนี่ย အမှန်ဆိုရင်ဒီတစ်ခုကနေဒီဟာအကုန်လုံးထိန်းလို့ရတယ်ဒါပေမဲ့ကျွန်တော်ဟိုတစ်မျိုးလေးပြန်လုပ်ပြမှာပေါ့နော်ဖြုတ်ပြလိုက်မယ်ตัวจูကိုဒီလိုမျိုး၃ချောင်းလေးနဲ့တွဲလာမယ်ပြီးရင်ဒီဒီကခလုတ်ကတစ်ဖက်ချမ်းကို ဲ့လိုလေးရှိမယ်ပြီးရင်ဒီဖက်ချောင်းကဒီအထဲကိုထည့်ပေးမယ်ဒီပုံစံလာမယ်ပြီးတော့ဒီဒီနှစ်ချောင်းမှာကတော့ကျွန်တော်တို့တခါတယ် neutral ကို အချောင်းလိုက်ထည့်လို့ရတယ်ကျွန်တော်ညထွေအချောင်းလိုက်ထည့်ဖို့ခလုတ်ကတိတ်မကောင်းတော့ဘူးเนาะကအဖြစ်နဲ့ပဲထည့်ပြီးမှာဒီပုံစံမျိုးကြုံခဲ့ရင်ဖြေရှင်းလို့ရအောင်ပေါ့နော် ဒါဒါမျိုးခလုတ်ကရှားသွားပြီမဲ့တခါကြံ့ပစ္စည်းဝယ်မရတဲ့အချိန်မှာအသုံးပြုလို့ရအောင်ကေဒါကြပြီနော်ဒီလိုလာမယ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 ်သူရဲ့အဆန်ကတော့ဒီလို တထောင်ချင်းလာတဲ့ဟာဖြစ်တဲ့အတွက်ဒီခလုတ်ဖွင့်ပြီဆိုရင်ဒီဖက်ချမ်းကိုနေရမယ်ဒီဖက်ချမ်းခလုတ်ဖွင့်တယ်ဆိုရင်ဒီဖက်ချမ်းကိုရမယ်တကယ်လို့ဒီခလုတ်ကပြတ်နေတယ်တုံးစားမရဘူးဆိုရင်ဒီ line ကျိုးကိုဒီမှာကူးပြလိုက်တယ်ဆိုရင်တော့ဒီခလုတ်ကအသုံးပြုလို့ရသေးတယ်အရင်တော့ဆိုရင်ဒီလိုမျိုးအဆန်လေးတွေเนาะဒီလိုမျိုးလေးတွေဝယ်လို့ရသေးတယ်အခုကရတယ်ရှားတာပေါ့เนาะ နောက်ဆုံးမှာကျွန်တော်တို့ဒီလူမျိုးတက်လို့ရပါတယ်အားလုံးအဆင်ပြေကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်ဒီလူမျိုးတက်နိုင်တဲ့လောက်လေးတွေကျွန်တော်မျ